ပစ္စည်းလေးကိုအရင်ဝယ်ရပါမယ်အရင်ဆုံးဝယ်သူက site 3 site လောက်ရှိရပေါ့နော်3ကိုကတည့်ရနေနေဒီဒီစအိုကကြွတားလေးကိုကြွတားမှန်ညာရှိလာအောင်လို့ဒီလေ့ကျင့်ပေးရပါပေါ့နော်ဆိုစအိုက မြမကဲ channel လေးအနေကြိုဆိုလိုက်ပါရယ်ဒီနေ့တင်ဆက်ပေးမယ့်အကြောင်းအရာကတော့အိမ်တော်တဲ့ချစ်သူရီစားလေးဝေးတက်ရည်လွယ်ပြီးတော့မျှော်ဝေးပေးချင်တာကတော့အခုခေတ်လိန်နဲ့ပတ်သက်ပြီးပွန့်ပွန့်လင်းလင်းကူလှုပ်လာကြပါရယ်အဲ့ဒါကတော့အနောက်ရက်ကိုခီးသွားနေကြတဲ့ကိစ္စပါအဲ့တော့ပါရီပင်စင်ရမလဲဘယ်လိုတွေလိုက်နဲ့လှုပ်ဆောင်ရမလဲဆိုတာကိုဗဟုသုတအနေနဲ့ပြန်လည်မျှော်ဝေးလိုက်ပါရယ်ယူနေတဲ့ဗီဒီယိုလေးကိုလိုက်ကြည့်လိုက်အောင်နော် ဟယ်လိုမိမတို့ရေမင်္ဂလာပါဒီနေ့ကတော့အနော်ရတို့ခီးသွားမယ်ဆိုတဲ့အကြောင်းလေးကိုဟိုကိုတီးတလောက်ကြီးရှင်းလုပ်ပေးချင်လို့ပေါ့နော်ဒီနောက်ပိုင်းမှလည်းဒီအကြောင်းလေးတွေကိုပြောတာတွေတွေ့လာရတယ်ဗောတွေ့လာတချို့များတော့အဖြစ်ကတော့တွေ့တလောက်ကတော့အကုန်လုံးကဒီကိစ္စကြီးကိုလုံးဝယွန်စရာကိစ္စကြီးပေါ့နော်ကြောက်စရာကိစ္စကြီးလို့ပြောနေကြတယ်ဗောနော်အဲ့ဒါနဲ့ကိုလည်းစိတ်ဝင်စားတယ်မှာရှာကြည့်လိုက်တဲ့ချိန်မှာဒီကိစ္စကလည်းအရန်ကြီးကြောက်စရာယွန်စရာကိစ္စမဟုတ်ပါဘူးလက်ခံနိုင်တဲ့လူတွေကလက်ခံနိုင်တယ်လို့လက်မခံနိုင်တဲ့လူတွေကလည်းလက်ခံနိုင်တဲ့လူတွေကိုအဲယွန် ွန်စင်ရအထူးဆန်းအနေနဲ့သူတို့မမြင်တင်မအောင်ဘောနော်အဲဒါကြောင့်မလို့အဲဒီဒီဘယ်လိုပြောမလဲ စိတ်ဝင်စားတဲ့လူအတွက်ကိုပေါ့နော်ပြုတ်ကြွတင်ပြင်ဆင်ရင်ပြုတ်ကြွတင်ပြင်ဆင်တင်တဲ့အကြောင်းအရာလေးကိုပြန်မာကိုတိတောက်လေး sharing လုပ်ပေးတာပေါ့နော်အော် okay ဒီအနောက်ရက်ကိုခီးသွားမယ်ဆိုလို့ရှိလို့ရှိရင်တော့အဲကြွတင်ပြင်ဆင်ဘွားလုတ်ကိုလုတ်ထားမှာပဲဒါကပျော်ရွှင်စရာကောင်းတဲ့အရာတစ်ခုဖြစ်မှာပေါ့နော်မလို့ရှိလို့ရှိရင်တော့ဒီအရာချက်စရာကိစ္စလို့ဖြစ်သွားလိမ့်မယ် okay ဘာလေးကြွတင်ပြင်ဆင်ရမလဲဆိုလို့ရှိရင်ကိုကဒီပစ္စည်းတွေအရင်ဆုံးဝယ်ရပါမယ် pub club လို့ခေါ်တဲ့ဒီပစ္စည်းတွေပေါ့နော်ဒီပစ္စည်းတွေကိုအရင်ဝယ်ရပါမယ်အရင်ဆုံးဝယ်သူက site တုံးဆိုင် လောက်ရှိရပေါ့နော်၃ size လုံးဝယ်ထားလိုက်မယ်ပေါ့နော်ဝယ်ပြီးတော့ပြီဆိုလို့ရှိရင်ကိုကတိတ်အချိန်တစ်ခုတော့ယူမှလောက်ရမှာအဲဒီအိမ်မှာပေါ့နော်ကိုပါနေကိုပေါ့နော်ကိုပါနေကိုဒီအစင်ပြင်းနေရေချွန်းအိမ်အဲရေအိမ်ခန်းတို့မဟုတ်ဘူးကိုအစင်ပြင်းနေနေရပေါ့နော်အဲအိမ်မှာကိုကတည့်ရနေနေဒီ ီစအိုကကြွတားတွေကိုကြွတားမှန်ညာရှိလာအောင်လို့အဲဒီလေ့ကျင့်ပေးရမှာပေါ့နော်ပစစအိုကကျွန်တော်တို့ကဒီဘယ်လိုပြောမလဲသူ့ကိုဒီအထွက်ပဲရှိရပေါ့နော်အဝင်ကမရှိဘူးဝင်မရှိတဲ့အချိန်မှာသူ့ကိုရုတ်တရက်ကြီးအပြင်ကနေတစ်ခုခုထိုးထည့်မယ်ဆိုလို့ရှိရင်သူကငိုရှိနေတဲ့ကိုပုံမှန်ကြက်သွားမှာငိုရဲနေဒီစအိုကြွတားတွေကအရင်တင်းကြက်တဲ့ကြွတားဖြစ်နေတဲ့အတွက်ကြောင့်မလို့ဒီအရာဝတ္ထုတစ်ခုတော့ထိုးထည့်လိုက်မယ်ဆိုလို့ရှိရင်သူ့မှာသူကြွတားမှန်ညာမရှိဘူးအထွက်ပဲရှိတဲ့အတွက်ကြောင့်မလို့အထွက်တစ်ခါလွဲကူတယ်ဒါပေမဲ့အပြင်ကနေပြန်ထိုးမယ်ဆိုလို့ရှိရင်သူကပုံမှန်ကြုံမှာပုံမှန် ညစ်ထားတာပေါ့နော်အဲ့ဒါဆိုအဲ့ကြွတားလေးတွေကိုပြေလျှော့လာအောင်လို့သူအချင်းတစ်ခုရှိသွားအောင်လို့သူ့ကိုမှတ်ညံရှိသွားအောင်လို့ကိုကအထဲသူဒီထိုးထွင်းမှုလေးတွေကိုတည့်ရနေနေတည့်ရနေနေဒီ size လေးပေါ့နော်အသေးဆုံးကနေစပြီးမှသူ့ကိုထိုးထွင်းမှုလေးလုပ်ပေးပြီးမှသူ့ရဲ့ကြွတားမှတ်ညံအိုကေဒီကြွတားဒီအထင်အထင်ကနေလည်းပစ္စည်းတစ်ခုကထိုးထွင်းတတ်တယ်ဆိုတော့မှတ်ညံလေးရှိသွားပြီဆိုလို့ရှိရင်တော့ ဒီ site တုံး site လုံးကိုလက်ခဏာနွားပြီဆိုလို့ရှိရင်တော့ကိုယ့်ရဲ့ button နဲ့ကိုဟိုဟိုဒီ send ဒီ send တက်လို့ရပြီပေါ့နော် okay send တက်မယ်ဆိုလို့ရှိရင်ပထမဆုံးအနေနဲ့ဝင်းမန်နေတဲ့သူအတွက်ကကိစ္စမရှိပြီမဲ့ဒီဝင်းမန်မန်နေတဲ့သူအတွက်ဆိုလို့ရှိရင်ပထမဆုံးအနေနဲ့ဝင်းချူရပါမယ်ဒီအနောက်ရက်ကိုခီးသွားဟန်ဒီပေါ့နော်အော်ဝင်းချူရပါမယ်ဝင်းချူပြီလို့ရှိလို့ရှိရင်နောက်အဖော်မဖြစ်မနေတုံးရပါမယ်အဖော်တုံးတဲ့အခါမှာလည်းဒီအရှိဒီအနောက်ပေါက်နဲ့အရှိပေါက်ကိုနှစ်ခုစလုံးရောတုံးလို့မရပါဘူးအနောက်ပေါက်ကိုတုံးပြီးသွားပြီဆိုလို့ရှိရင်ဒီ ုံလုံးချုပ်ပြီးမှဒီအရှိအပေါက်အတွက်ကိုနောက်ကောင်တော့တစ်ခုသုံးတင်ပါတယ်ဒီနှစ်ခုနှစ်ပေါက်စလုံးအတွက်ရောသုံးလို့မရပါဘူးဘာလို့ဆိုတော့ဒီအဲဒီအနောက်ပေါက်မှာကြတော့ဒီဒီပတိရအများကြီးရှိပေါ့နော်အဲ့ဒါကိုအနောက်ဘက်မှာထိုးပြီးတော့အရှိတ်ဘက်မှာပြန်ထိုးလိုက်မယ်ဆိုလို့ရှိရင်ဒီမွေးလမ်းကြောင်းပိုးဝင်မှဒီယောဂရိအများကြီးဖြစ်တတ်တယ်ပေါ့နော်အဲ့ဒါကြောင့်မလို့ကွန်ဒုံးကိုမဖြစ်မနေအဲလဲရပါမယ်အရှိတ်ဘက်နောက်ဘက်အတွက်ကိုလဲရပါမယ်อืม ပြကြလို့ရှိရင်ဂျေပေါ့နော်ဂျေဟာမရှိမဖြစ်ရှိကိုရှိရမယ်အရာတစ်ခုပေါ့နော်โอเคဒါတွေအားလုံးပြင်ဆင်ပြီးသွားပြီဆိုလို့ရှိရင်เนาะအဲကိုယ့်ရဲ့ဒီဟိုပြောမလဲပျော်ရွှင်စရာအကောင်းနဲ့အဲကိုယ့်ပျော်ရွှင်စရာအကောင်းနဲ့အနောက်ဘက်အနောက်ဘက်ခရီးသွားခြင်းလေးကိုဖြစ်သွားမှာပေါ့နော်အဲတကယ်လို့အဲ့ဒါတွေဘာမှမပြင်ဆင်တာပဲနဲ့ချက်ချင်းကိုယ့်ရဲ့ပတနာရခြင်းနေဆိုတာနဲ့ချက်ချင်းအနောက်ရခရီးသွားကြမယ်ဆိုလို့ရှိရင်เนาะ ျော်စရာမကောင်းပါဘူးเนาะဒါကြောင့်မလို့ပျော်ရှင်စရာကောင်းတဲ့အနောက်ရက်ခရီးစဉ်လေးဖြစ်အောင်လို့ဒီပြင်ဆင်စရာရှိရလေးတွေပြင်ဆင်လို့ရအောင်လို့ဒီကျွန်တော်တည်ထားတဲ့ log လေးကို sharing လုပ်ပေးတာပါအမ်ဒီကိစ္စရို့လဲထူးဆန်းနေနေလဲမြင်စရာမလိုပါဘူးကြောက်စရာအောင်တဲ့အရာတစ်ခုနေနေလဲမြင်စရာမလိုပါဘူးဒါကကိုကသွားတခီးရသွားတိုက်ရင်အပျော်စရာကောင်းလို့မသွားတိုက်ရင်လည်းအန်ဒီရဲ့ရှိရေပေါ့နော်ဒါကြောင့်မို့ပြင်ဆင်စရာရှိရလေးတွေပြင်ဆင်မှခီးသွားလို့ခီးသွားကြပါလို့ ပြောရှင်းပါတယ်ဟုတ်တခြားသိချင်တာလေးရှိလို့ရှိရင်မေးလို့ရပါတယ်เนาะတတာဗီဒီယိုလေးကတော့ဒီလောက်ပါပဲရှင်ဗီဒီယိုလေးနဲ့ပတ်သက်ပြီးဗဟုသုတရရဲဆိုရင် channel လေးကို like and subscribe လုပ်ပေးခဲ့ဦးတို့ပြောရင် next video မှာပြောင်းတွေ့ကြပါမယ်ရှင်